39ခုမြောက်သောစာလံအပိုက်ငယ်1မှ40လူစုတို့အကြောင်းကြောင့်စိတ်မပူနှင့်မတရားသဖြင့်ပြုသော သူတို့ကိုမညူဆူနှင့်အကြောင်းမူကားသူတို့သည် မကြမမြင့်မီမြက်ပင်ကဲ့သို့ရိတ်ချင်းကိုခံရ၍စိမ့်သောပြိုးပင်ညှိုးနွမ်းတကဲ့သို့ဖြစ်ရလိမ့်မည်ထာရပြားကိုခိုးလုံ၍ကောင်းသောအချင်းကိုကျင့်လောပြည်တော်၌နေ၍သစ္စာတရားကိုချက်စားလော သာရပြား၌မွေလျောခြင်းရှိလောတို့ပြုလင်စိတ်နှလုံးအလိုပြည့်စုံရသော အခွင့်ကိုပေးတော်မူမည်ကိုအမှုအရာကိုသာရပြား၌အပ်လောကိုတော်ကိုကူစားလောတို့ပြုလင်စည်ရင်တော်မူမည်တင်းဖြောင့်မခြင်းအကြောင်းကိုအလင်းကဲ့သို့၎င်းတရားသဖြင့်ပြုခြင်းအရာကိုမွန်းတဲ့အောင်ချီကဲ့သို့၎င်းပေါ်ပြတော်မူမည် ထာဝရဘုရားရှိမှငြိဝတ်စွာနေ၍ကိုရောကိုငတ်လင်လောမိမိအမှု၌အောင်တက်သောသူ မကောင်းသောအကျင့်အစီတို့ကိုပြီးစီးစေသောသူ၏အကြောင်းကြောင့်စိတ်မပူနှင့်အမျက်မထွက်စေနှင့်ဒေါသစိတ်ကိုစွန့်ပယ်လောပြစ်မာစေခြင်းငါတိုက်တွန်းတတ်သောစိတ်မရှိစေနှင့်ပြစ်မာသောသူတို့သည်ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည် ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားပြည်တော်ကိုအမွေခံရကြလိမ့်မည်ခဏကြာပြီးမှ မတရားသောသူသည်မရှိရာသူ၏နေရာကိုစစ်ဆေးရှာ၍မတွေ့ရာစိတ်နှင်ချတော်သူတို့မူကားပြည်တော်ကိုအမွေခံ၍များပြားသောငြိမ်သက်ခြင်း၌မွေးလျောကြလိမ့်မည် မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ကြံ့စီ၍အံသွာခဲကြိတ်တတ်၏ သို့တော်လည်းသူဤနေ့ရဲ့အချိန်ရောက်မီကိုဖျားရှင်သိမြင်၍သူကိုပြုံးရည်တော်မူ၏မတရားသောသူတို့သည်စည်ရင်ငတ်မသောသူတို့ကိုလှဲချခြင်းကလည်းကောင်းဖြောင့်မတ်စွာကျင့်သောသူတို့ကိုတတ်ခြင်းကလည်းကောင်းဓာတ်ကိုထုတ်လျက် လေးကိုတင်လျက်နေတတ်ကြ၏သို့တော်လည်းသူတို့ဓာတ်သည် သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးတို့သည်လည်းကျိုးကြလိမ့်မည် ဖြောင့်မတ်သောသူ၌နေသောဥစ္စာသည် မတရားသောသူကြီးတို့၌ကျွဲဝသောဥစ္စာထက်သာ၍ကျေစုရှိ၏အကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်ဖြောင့်မတ်သောသူကိုကားသာဝရဘုရားမဆတော်မူ၏ဖြောင့်မတ်သောသူတို့၏နေရကာလကိုသာဝရဘုရားတိမတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစဉ်အမြဲတည်လိမ့်မည် သူတို့သည်ခဲရင်သောကာလ၌မျက်နာမပြတ်အစာခေါင်းပါသည့်ကာလ၌ဝါစွာစားရကြ၏မတရားသောသူတို့မူကားပြည့်စည်ခြင်းသို့ရောက်ရကြမည်ထာဝရဘုရား၏ယံသူတို့သည်ကျက်စားရာအရက်ဤအတရေကဲ့သို့ ဆုံး၍မိခိုးပြည့်လျက်ကွေပြောက်ကြလိမ့်မည်မတရားသောသူသည်ချေးငား၍မဆက်ပဲနေတတ်၏ဖြောက်မတော်သူမူကားတနာသောစိတ်ရှိ၍ပေးတတ်၏ ကောင်းချီးပေးတော်မူခြင်းကိုခံရသောသူသည်ပြည်တော်ကိုအမွေခံရလိမ့်မည်။ကျိန်တော်မူခြင်းကိုခံရသောသူမူကားပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်။ကောင်းသောသူ၏ခြေရာတို့ကိုသာရပြသည် ပဲ့ပြင်၍သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ထိုသူသည်လဲတော်လဲဆုံးရာတို့မရောက်ရာအကြောင်းမူကားသာရပြသည် သူ၏လက်ကိုကင်မတော်မူ၏။ ဖြောင့်မတ်တော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏သားမြေတို့သည် တောင်း၍စားရသည့်အကြောင်းကိုငါသည် အသက်ပြိုသည့်ကာလမှစ၍အိုသည့်တိုင်အောင်မမြင်စဘူးသူသည်အစဉ်တနာသောစိတ်ရှိသည်နှင့် သူတစ်ပါးတို့အားချေးငါတတ်သည်ဖြစ်၍သူ၏သားမြေတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၏သူစီရိုက်ကိုလွှဲဆောင်၍သူစီရိုက်ကိုပြုလော့ သူပြုလင်အစဉ်အမြဲနေရလိမ့်မည်။ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။မိမိတန့်ရှင်းသူတို့ကိုလည်းစွန့်တော်မူမူ။သူတို့သည်ဆောင်းမတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။မတရားသော သူ၏သားမီးတို့မူကပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကို အမွေခံ၍အစဉ်အမြဲနေရကြလိမ့်မည်။ဖြောင့်မတ်သောသူ၏နှုတ်သည်ပညာကိုမွတ်စွတတ်၏။ သူ၏ရှာသည်လေတရားသောစကားကိုပြောဆိုတတ်၏။ဒါရပြာဤတရားတော်သည် သူ၏စိတ်နှလုံးထဲမှတည်သည်ဖြစ်၍သူသွားသောအခါမချော်မလဲရ။မတရားသောသူသည် ဖြောက်မတ်သောသူကိုချောင်းမြောင်း၍တတ်ခြင်းငါရှာကြံတတ်၏။သူတော်လေသာရပြားသည်ထိုသူဤလက်၌ဖြောက်မတ်သောသူကိုစွန့်ပစ်တော်မူမီမဟုတ် အစ်စ်ခံရသောအခါအပြစ်စီရင်တော်မူမီမဟုတ် ထာဝရဘုရားကိုမြှော်လင့်၍လမ်းတော်ကိုလျှောက်သွားလောတီတော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမီမတရားသောသူတို့ဆုံရှုံခြင်းကိုတင်တီကြည့်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရားပြု၍ပေါ့ရင်အရက်မှာကြီးပွားသောတစ်ပင်လန်းလန်းရှိတကဲ့သို့ ကိုကိုကိုပြန့်ပွားစီသည်ကိုငါမြင်ရတော်လေနောက်တပံသူသည်၍သွား၍ क्वे ပြောက်ဤ သူကိုယ်လည်းငါရှာ၍မတွေ့ရစုံလင်ချင်းတရားကိုစောင့်ရှောက်လို့ဖြောက်မချင်းတရားကိုကြည့်ရှုဆင်ခြင်လို့ထို့သူပြုသောသူသည်အစုံ၌ငြိမ်သက်ခြင်းကိုခံစားရလိမ့်မည်ပြမသောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့ရောက်၍မတရားသောသူတို့သည်အစုံ၌ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ပြတ်မှတ်သောသူတို့၏ကဲ့တင်ခြင်းအမှုကိုသာရပြစီရင်တော်မူ၏ ဘေးရောက်သည့်ကာလ၌သူတို့ခိုလုံရာဖြစ်တော်မူ၏။ထာဝရဘုရားသည်သူတို့ကိုမဆကဲတင်တော်မူမီ။ယုံကြည်ခိုလုံသောကြောင့်မတရားသောသူတို့လက်မှနှုတ်ယူကဲတင်တော်မူမီ။အာမင်။ God bless you.